အာနာသိန်း9နှစ်နီးပါးကာလအတွင်းမှာမန္တလေးနန်းတွင်အခြေစားရဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လာပခမှာစစ်တိုင်းမှု9ရောက်အထိစစ်ကောင်စီကအပြောင်းလဲပြုလုပ်ခဲ့ပါတယ်။ပို့ပြီးတော့ရက်ဆက်ကြမ်းကြုတ်နိုင်မဲ့သူကိုစစ်ကောင်ဆောင်ကနေရာပေးခဲ့တာကိုတွေ့ရတယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။သုဒ္ဓချန်သာသတင်းပေးပို့ထားတာပါရှင်။ မန္တလေးနန်းတွင်းအခြေဆိုင်လေပန်းတိုင်းစစ်ထနာချုပ်လာပါကမှဆရာနာသိမ်းပြီး9နှစ်နီးပါးကာလအတွင်းစစ်တိုင်းမှု9ရောက်ထိစစ်ကောင်စီကအပြောင်းလဲပြုလုပ်ခဲ့တာပါစက်တင်ဘာလကုန်ပိုင်းမှာရာထူးနေရာတဆင့်တက်သွားတဲ့ဗိုလ်မှူးချုပ်ကျော်ကိုထိုက်အစားဗိုလ်မှူးချုပ်တင်မင်းလက်ကိုစစ်ကောင်စီကတာဝန်ပေးခဲ့တာတွေ့ရပါတယ်ဆရာနာမသိငင်2020ခုနှစ်မှာလာပါခါကိုစတင်တာဝန်ယူခဲ့တဲ့ဗိုလ်ချုပ်ကိုကိုဦးရဲ့နေရာကို2023ခုနှစ်မှာဗိုလ်ချုပ်ကြည်ခိုင်ကိုစစ်ကောင်စီကပြောင်းလဲတာဝန်ပေးခဲ့ပြီး2024ခုနှစ်ဇွန်လကုန်မှာဗိုလ်ချုပ်အောင်ခိုင်ဝင်း2024 ေဩဂတ်စ်လကုန်မှာဗိုလ်မှူးချုပ်ကျော်ကိုထိုက်အခု2025စက်တင်ဘာလကုန်ပိုင်းမှာဗိုလ်မှူးချုပ်တင်မင်လက်တို့အဆင့်ဆင့်ပြောင်းလဲခဲ့တာဖြစ်ပါတယ်လက်ရှိတောင်းယူထားတဲ့ဗိုလ်မှူးချုပ်တင်မင်လက်ဟာဗမော်ခြေဆိုင်အမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်မှုအဖြစ်တောင်းယူခဲ့သူဖြစ်ပြီးအချိန်ကျနစ်နီးပါးကြာခဲ့တဲ့တော်လိုင်းအရာစုတွေရဲ့ဗမော်မျိုးကိုတင်းယူဖို့ကြိုးစားမှုကိုစစ်ကောင်ဆောင်စိတ်တိုင်ကြတုံ့ပြန်နိုင်ခဲ့သူဖြစ်ပါတယ် ။လာဘကနဲ့ပတ်သက်ပြီးထူးခြားချက်ကလာဘခရဲ့အရင်တိုင်းမှုလေ့ကျင့်ရေးဘက်ကိုပြောင်းသွားပြီးတော့ကျွန်တော်တို့ဗမော်စကကခ27ရဲ့စကကခမှုပေါ့။တင်မင်းလက်သွားမကဆိုဂူမူကြီးပေါ့။တင်မင်းလက်ကမန္လေးတိုင်းတိုင်းမှုဖြစ်လာနော်။23ရက်နေ့ရမှတ်တယ်။မန္လေးတိုင်းမှာတော့လာဘခမှာတိုင်းမှုအပြောင်းလဲတစ်ခုရှိလာတယ်။ရှမ်းဘက်ကလည်းပဲအဲဒီဒါကစမှု နနထောကရန်အင်အားပြောင်းဖြစ်သွားပြီးတော့အခုနောက်တစ်ယောက်ဝင်သွားလေအဲနောက်တစ်ယောက်ဝင်သွားပြီးတော့အဲ့မှာလက်ဆွမ်းနဲ့ပြရတာလေနဲ့ဤဆိုတာအဓိကကတော့သူတို့ရဲ့စီးရဲကြီးမှန်းချက်တွေမအောင်မြင်လို့အဲ့ဥဆောင်တဲ့အပိုင်းတွေပြောင်းလဲပြီးတော့သူတို့လုံတာပဲဗျပြောင်းလဲလဲအခိုက်အတန့်တွေတော့သူတို့လက်ဆွမ်းပြတာတို့ခြေဆွမ်းပြတာတို့ရှိမှာပေါ့ဗျာဒါပေမဲ့ရေရှည်မှာတော့ရပါဘူးသူကသူဘလို့ပဲလူပြောင်းပြီးကြတာဒါအားတာပါဘူးသူကကုန်းနေပြန်ပြီခြေကုန်းနေပြီ မြောက်ပိုင်းမဟာမိတ်သုံးဘွဲ့ရဲ့တစ်တုံညာညှခွန်စစ်စင်ရေးလိုင်းတွေကြောင့်လေပိုင်းတိုင်းစစ်ဆန္ဒချုပ်ကိုထိန်းနိုင်မှုစစ်ကောင်ဆောင်ကပူပြီးကြမ်းကြုတ်နိုင်တဲ့သူကိုအစဉ်အဆက်ပြောင်းလဲတာဝန်ပေးခဲ့တာဖြစ်ပါတယ်။လေပိုင်းတိုင်းစစ်ဆန္ဒချုပ်ဟာအနောက်ဘက်မှာချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်အရှေ့ဘက်မှာရှမ်းပြည်နယ်ကရရည်ရှိနေတဲ့စကိုင်းမကွေးမြေလက်ပိုင်းဒေသအလုံးကိုစစ်ရေးရထိန်းထားတဲ့စစ်ထဏာချုပ်ဖြစ်တဲ့အတွက်စစ်ကောင်စီအတွက်ဖြူဟာအရေးကြီးတဲ့စစ်ထဏာချုပ်ဖြစ်ပါတယ် ငါးနှစ်ပြီမှငါးယောက်ကြောင်းနေဘူးပါတို့ခုနောက်ဆုံးခင်ဗျားပြောတဲ့တင်မင်းလက်လာနော်ပမောမှာတော်တော်နာမည်ထွက်တယ်ဒီနော်ဟိုနာမည်ထွက်တယ်ဆိုတာကိုဘက်ကထွက်တာနာမည်တမျိုးနေနော်သူတို့ဘက်ကထွက်တာနာမည်တမျိုးနေနော်သူတို့ဘက်ကကြတော့အဲ့လိုလုံနိုင်ဂိုင်နိုင်ဆိုရှိတယ်ပေါ့ဗျာမန္တလေးကိုအပ်တာလေအဲ့အဲ့လိုကောင်တွေကိုအပ်တာလို့မြင်တာပဲနောက်တော့မန္တလေးကနေပြီးတော့မှတချင်းခုံခုံသွားကြတာလို့ကျွန်တော်တို့နားလေတာပဲဒီကြတာဗျာဟိုမန္တလေးကသူတို့အတွက်တော့အရေးကြီးတာပေါ့ဒေဗန်နဲ့စင်တာတန်းကြောင့်ကြာသွားရင်နေပြီးတော့ပေါက်သွားပြီပေါ့နော် ခုတော့သူအလီဒီဒီလဘခအထိုင်ကနေပြီးတော့မှတက်ဖြန့်ပြီးတိုက်နေတာပဲကျွန်တော်နားလေကျေတုံညာညခွန်စစ်စင်ရေနောက်မိုင်မှာလက်လွတ်ထားတဲ့ဒေတာတွေနဲ့တပ်စခန်းတွေကိုပြန်သိမ်းမှုစစ်ကောင်စီကစနစ်တကျအားထုတ်နေတာဖြစ်ပြီးပြန်သိမ်းနိုင်ခဲ့တဲ့နေရာတွေကိုလည်းဖြူဟာမြောက်ထိန်းနိုင်မှုအခြေအယူပြင်ဆင်နေတာကိုတွေ့ရပါတယ်။ဒေတာရင်းကွယ်စုဖွဲ့တွေကသိမ်းယူထားတဲ့နေရာတချို့ကိုပြန်လက်လွတ်နေရပေမဲ့မြေပြင်စစ်ရေးမှာစစ်ကောင်စီကိုဖြူဟာကြကြတုံ့ပြန်နိုင်သေးဖြစ်တယ်လို့ဆိုကြပါတယ်။ စစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေအသုံးပြုနိုင်တာကြောင့်သာတော်လိုင်းရာစုတွေကထင်းသလိုခီးမပေါက်နိုင်သေးတာဖြစ်တယ်လို့ဆိုပါတယ်ကျွန်တော်တုဒချမ်းသာပါ